မင်္ဂလာပါ The Wellness Diary ကနေကြိုဆိုပါရရှင်အခုနောက်ပိုင်းလူမှုရေးစီးပွားရေးလူမျိုးတွေနဲ့ပါတီလုပ်ပြီးရဲ့နောက်ပိုင်းဟန်နိုဘာရကြတယ်ဟန်နိုဘာရတိုင်းခေါင်းကိုက်တယ်မိမသားဖြစ်တယ်အာယုံမဆိုင်နိုင်မှုအလုပ်တွေပြတ်တယ်ဒီလိုမျိုး risk တွေကိုရှော့ချနိုင်မှုအတွက်လိုအပ်မဲ့အချက်တွေတော့အများကြီးရှိရဲအဲ့ထဲကမှအရေးအကြီးဆုံးလို့ကိုလိုအပ်မဲ့အချက်တစ်ချက်ဆိုရင်ဘာဖြစ်မလဲ အယ်ကိုဟောကတောက်ပြီးရင်နောက်မှာသူကထိုင်းရွေးတလို့ပေါ့နော်စီစေးတွေလိုမျိုးပဲစီးကိုခဏခဏသွားစေတတ်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်တွေကနေပြီးတော့အီလက်ထရိုလိုက်နဲ့ရေဓာတ်တွေဆုံးရှုံးမှုဖြစ်သွားပါတယ်။ဒီလိုဆုံးရှုံးသွားတဲ့အကြောင်းမလို့ခန္ဓာကိုယ်မှာမိမသာဖြစ်တာခေါင်းခိုက်တာတွေကြုံရတတ်ပါတယ်။ ဒါကြောင့်အရေးကြီးဆုံးအချက်ကဆုံးရှုံးသွားတဲ့ရေတန်းနဲ့အီလက်ထရိုလိုက်ဓာတ်တွေကိုပြန်လည်ဖြည့်တင်ဖို့ပါပဲ။ဟန်နိုဘာရတဲ့အချိန်တိုင်းမှာရေတို့အုံးရေတို့ပိုကာရီဆွဲတို့အဲ့လိုမျိုးရေနဲ့အီလက်ထရိုလိုက်ကိုပြန်လည်ဖြည့်တင်ပေးနိုင်တဲ့အရေးတွေကိုမဖြစ်မနေတခြားလေးဂယူးဆိုင်ပြီးတော့ဝင်အောင်တောက်ပေးရပါမယ်။ဒီလိုမျိုးဂယူးဆိုင်ရင်လည်းဟန်နိုဘာတွေကိုလိုလက်ကူကူကြောဖြတ်နိုင်ကြပါစေရှင်။ကျမတို့ရဲ့ The Wellness Diary Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါအောင်။